Thank you. တဲ့အတိုင်းပဲနော်ထိုင်းလူမျိုးက လုတာဗျာဘယ်လူမျိုးဘယ်ဘာသာကပဲမကောင်းမှုကို လုပ်သည်ဖြစ်စေမကောင်းမှုကို လုပ်မိပြီဆိုရင်မကောင်းမှုရဲ့ဆိုးကျိုးကို ခံစားရမှာဟာတဘာဝပဲဖြစ်ပါတယ်ဓမ္မပဒပါဠိတော်ဘာလဝတ်ဥပ္ပလဝံဝတ္ထုမှာမြတ်စွာဘုရားကမဓုဝမေညတိဘာလောယာဝပပန္နပိစတိ ယဒါစပစ္စတိပါပံဘာလောဒုက္ခနိကိစတိလို့ဟောကြားတော်မူပါတယ်အတိဘေကမကောင်းမှုအကျိုးမပေးသေးသည်မကာလပတ်လုံးထိုမကောင်းမှုကိုပြားရည်လိုပဲအောင်းမေ့မှတ်ထင်၏ထိုမကောင်းမှုအကျိုးပေးခြင်းရောက်တဲ့အခါမှာဆင်းရဲဒုက္ခရောက်တော်၏လို့ဆိုလိုခြင်းဖြစ်ပါတယ်ဒါကြောင့်မကောင်းမှုကိုပြားရည်ကဲ့သို့ချိုးချုံမိန်မိန်ကြီးလုံနေတဲ့လူတွေကို ပြောလိုတာက မကောင်းမှုကိုမိမိကြိုက်လို့ချုံမင်းစွာလောက်တာကိုလှုပ်ပါတို့တော့ထိုမကောင်းမှုအကျိုးပေးခြင်းရောက်ပြီဆိုရင်တော့ခါတတ်တဲ့ဆင်းရဲဒုက္ခကိုခံစားရမယ်ဆိုတာကိုတော့သိထားပါလို့ပြောခြင်းပါတယ်အရှင်ဖေရယဟန်ဝိယင်မိမခွင့်ပြုမှရတာလားမိဘခွင့်ပြုရင်ဝိလို့ရပါသလားဖေရဖြေပေးတော်မူပါဖေရတဲ့ဝိနည်းမှာတော့အမိအဖတို့ခွင့်ပြုတဲ့သူပေါ်မှရှင်ယဟန်ပြုပေးရမယ်လို့ဆိုထားတဲ့အတော့ ။နမိအဖာတို့ရဲ့ခွင့်ပြုချက်ပါရင်ရပါပြီ။ဇနီးမယားရဲ့ခွင့်ပြုချက်ပါသည်ဖြစ်စေမပါသည်ဖြစ်စေဝေလို့ရပါတယ်။သို့တော်လည်းပဲအထာကထာမှာကတော့မိဘတို့ကခွင့်ပြုတယ်ဆိုရင်တောင်မှဇနီးမယားကိုလည်းခွင့်ပြုချက်တောင်းတင်တယ်လို့ဆိုထားပါတယ်။ဒါကြောင့်ဖြစ်နိုင်မယ်ဆိုရင်အမိအဖာတွေကခွင့်ပြုတော်လည်းပဲဇနီးမယားထံလည်းခွင့်ပြုချက်တောင်းပြီးမှဝတ်တာဟာတင့်တော်ပါတယ်နော်။အရှင်ဖေရရိုးသေးစွာရှောက်ထားပါတယ်မြတ်စွာဘုရားစွမ်းခံကြွရင် မြေကြီးနဲ့မထီဘူးဆိုတာကြားဘူးလို့ပါဖေယဘဟုတုတမှတ်သားရန်မေးလျှောက်တာပါဖေယတဲ့မြတ်စွာဘုရားသည်တပိတ်တော်ကို လက်တော်နဲ့ပိုက်တဲ့အခါမှာတပိတ်တော်နဲ့လက်တော်ထိမနေခြင်းသင်္ကန်းတော်နဲ့အသားတော်ထိမနေခြင်းခြေဖွားတော်နဲ့မြေကြီး ထိမနေခြင်းဆိုတဲ့အံ့ဖွယ်ဂုံဘုတ်တွေ ရှိတာကြောင့်ဖះရှင်ဘဲကြွကြွ မြေကြီးနဲ့ခြေဖွားတော့ထိမနေပါဘူးဒါကြောင့်ဖယားရှင်ဆွမ်းခံကြွတဲ့အခါမှာမြေကြီးနဲ့မထီဘူးဆိုတာဟာမှန်တယ်လို့မှတ်သားထားရမှာဖြစ်ပါတယ်ဘာသာခြားတွေက မေးပါတယ်ဖယားဗုဒ္ဓကသူ့ကိုယ်သူဖယားလို့ဝန်ခံပါသလားတဲ့ဖယားတဲ့မေခွန်လေးဝီစီနဲ့ဖြေပေးပါဖယားတဲ့ဝန်ခံတာပေါ့နော်ဗုဒ္ဓသည်ဖယားဖြစ်ပြီးပြီးချင်း ပင်စားဝက်ကြီး၅ဦးကိုဓမ္မစကြာတုတ်ဟောရင်းနဲ့ဖျားဖြစ်ကြောင်းဝန်ခံခဲ့ပါတယ်။ဘယ်လိုဝန်ခံခဲ့သလဲဆိုရင်ယာတောစခောမီဘိခဝေဣမေတုစတုတုအရိယတစ္ဆေတုအေဝံတိပတိဝတ္တံဒွာရတကာရံယထာဘူတံညာနဓတနံသူဝိတုတ်တံအာဟောတိယထာဟံဘိခဝေပတိဝကေလောကေပမာရကေပပြမကေ ပပမနဗျမဏိယာပဇာယပတိဝမနုဿာယအနုတရံတမာတံဘောတိအဘိတံဘုဒ္ဓောတိသစ္စညာတိတဲ့အဲ့ဒါဟာဖျားဖြစ်ကြောင်းဝန်ခံလိုက်ခြင်းဖြစ်ပါတယ်အဲ့ဒီပါဠိထဲမှာအနုတရံအတုမရှိသောတမာတံဘောတိမှန်စွာကိုယ်တိုင်သိသောဉာဏ်ကိုဝါမှန်စွာကိုယ်တိုင်သိသည့်ဖျားအဖြစ်ကိုအဘိတံဘုဒ္ဓောတိ တိလာပြီးရောက်လာပြီးဟူ၍ပိစညာသိမ့်ဘိက္ခဝေရဲဝံ့စွာ အမှန်ဝန်ခံခဲ့သည့်ယဟန်တို့ဆိုတဲ့အချက်ပါပါတယ်။ဒါကြောင့်ဘုရားဟာဖျားဖြစ်ကြောင်းဝန်ခံခဲ့တယ်လို့မှတ်သားထားရမှာ ဖြစ်ပါတယ်။အရှင်ဖျားအမေကျန်းတို့နတ်တို့ကိုရှီခိုးထိုက်ပါသလားဖျားတဲ့။အမေကျန်းဆိုတဲ့အတိုင်းတော်တော်ကျမ်းပါတယ်နော်။အမေကျန်းဟာ ရှိခိုးထိုက်တဲ့သီလကုံတမာတိကုံပညာကုံတွေလည်းမရှိသေးအပြင်နေစဉ်မှာလည်းမကောင်းတယ်လို့ပေစဉ်မှာလည်းမကောင်းခဲ့ပါဘူးအဲ့ဒီလိုဂုံတရင်စိုးတွေနဲ့ကြော်ကြားခဲ့တဲ့လူကိုနတ်အထင်နဲ့ရှိခိုးကိုးကွယ်မယ်ဆိုရင်တရဏဂုံပြတ်တတ်ပါတယ်သို့မဟုတ်တရဏဂုံညှို့နှံတတ်ပါတယ်ဒါကြောင့်မရှိခိုးထိုက်ဘူးလို့ပြောချင်ပါတယ်ဖုံဖုံတပည့်တော်သူများနိုင်ငံမှာအလုလုပါတယ်ဖေယအမြဲတမ်းဖေယရှိခိုးပြီးအိပ်ပါတယ် ဖះစင်မရှိဘဲနေကောင်းပါသလားမသိလို့ပါဖះအမားပါရင်ခွင့်လို့ပါတဲ့တိုင်းတစ်ပါးမှာသွားပြီးအလုလုနေရတဲ့ဗုဒ္ဓဘာသာဝင်တွေအတွက်ကတော့ဖះစင်ထားဖို့ဆိုတာခက်ခဲပါလိမ့်မယ်အခုပြောမှာကတိုင်းတစ်ပါးမှာသွားပြီးအလုလုနေတဲ့ဗုဒ္ဓဘာသာဝင်တွေအတွက်ပြောမှာပါမြန်မာနိုင်ငံမှာနေတဲ့ဗုဒ္ဓဘာသာဝင်တွေကို ပြောမှာမဟုတ်ပါဘူးဦးဇင်းတို့ဗုဒ္ဓဘာသာဝင် အချို့ဟာ အပြင်ပိုင်းမှာဖះရတွေတဲကြပြီးနှလုံးသားထဲမှာဖះရတဲတဲ့သူနဲပါတယ်အဲ့လိုပြောတာဟာဖះရတဲတာကို မကြိုက်လို့ပြောတာမဟုတ်ပါဘူးဖះရတဲတာဟာကုသိုလ်ရပါတယ်အပြင်ပိုင်းမှာဖះရတဲတယ်လို့နှလုံးသားထဲမှာလည်းဖះရတဲဖို့ကူပြောတာဖြစ်ပါတယ်ဖះရှင်ကိုအောက်မေ့ပြီးဖះရှင်ရဲ့ဂုံတော်တွေကိုအစဉ်ပွားများနေခြင်းဟာနှလုံးသားထဲမှာဖះရတဲနေခြင်းဖြစ်ပါတယ်ဒီမန့်ပိုင်ရှင်ဟာ တိုင်းတပားမှာအလုတ်လုတ်နေရတာဖြစ်သောကြောင့်မိမိနေရာမှာဖျားစင်မထားနိုင်တော့လဲပဲညာတိုင်းဖျားကိုအောင်းမိပြီးဖျားရှင်ကိုရီမှန်ရှိခိုးနေတာဖြစ်သောကြောင့်နှလုံးသားထဲမှာဖျားတည်နေပြီးသားဖြစ်တဲ့အတွက်ဖျားရှင်ဟာမိမိနဲ့အတူရှိနေပြီးသားဖြစ်ပါတယ်။ဒါကြောင့်ဖျားစင်မထားလဲပဲနေကောင်းတယ်လို့ပြောကြင်ပါတယ်။အရှင်ဖျားဘောဓိညောင်ပင်ကိုတိလျက်နှုတ်မိလျင် အပြည့်ရှိတယ်ဆို သာသနာပမှာနှုတ်မိလျင်ရောအပြည့်ရမှာလားဖေရတဲ့ဗောဓိညောင်ပင်ကိုနှုတ်ရင်အပြည့်ဖြစ်တယ်ဆိုတာကဖရာကိုရီမှန်းပြီးစိုက်ထားတဲ့ဗောဓိညောင်ပင်ကိုပြောတာပါเนาะအဲ့ဒီလိုညောင်ပင်ကိုနှုတ်မိမယ်ဆိုရင်တော့အပြည့်ရှိပါတယ်သာသနာပဆိုတာကဖရာမပွင့်ရာကာလဖြစ်တဲ့အတွက်ကြောင့်ဖရာကိုရီစုပြီးစိုက်ထားတဲ့ဗောဓိညောင်ပင်လည်းရှိမှာမဟုတ်ပါဘူးအကယ်၍ရှိခဲ့မယ်ဆိုရင်လည်းပဲစိုက်ထားတဲ့ညောင်ပင်တွေဟာ ဖះရှင်ကိုရည်မှန်းပြီးစိုက်ထားတဲ့ညောင်ပင်မဟုတ်တာကြောင့်နှုတ်မိမယ်ဆိုလျင်လေအပြည့်မရှိနိုင်ဘူးလို့မှတ်သားထားရမှာဖြစ်ပါတယ်။ဖုံဖုံတပည့်တော်သူများနိုင်ငံမှာအလုလုပါတယ်ဖះအမြဲတမ်းဖះရှိခိုးပြီးအိပ်ပါတယ်။ဖះစဉ်မရှိဘဲနေကောင်းပါသလားမသိလို့ပါဖះအမားပါရင်ခွင့်လို့ပါတဲ့။တိုင်းတစ်ပါးမှာသွားပြီးအလုလုနေရတဲ့ဗုဒ္ဓဘာသာဝင်တွေအတွက်ကတော့ ဖះဆင်ထားဖို့ဆိုတာခက်ခဲပါလိမ့်မယ်အခုပြောမှာကတိုင်းတစ်ပါးမှာသွားပြီးအလုလုနေတဲ့ဗုဒ္ဓဘာသာဝင်တွေအတွက်ပြောမှာပါမြန်မာနိုင်ငံမှာနေတဲ့ဗုဒ္ဓဘာသာဝင်တွေကို ပြောမှာမဟုတ်ပါဘူးဦးဇင်းတို့ဗုဒ္ဓဘာသာဝင် အချို့ဟာ အပြင်ပိုင်းမှာဖះတွေတဲကြပြီးနှလုံးသားထဲမှာဖះတဲတဲ့သူနေပါတယ်အဲ့ဒီလိုပြောတာဟာဖះတဲတာကိုမကြိုက်လို့ပြောတာမဟုတ်ပါဘူးဖះတဲတာဟာကုသိုလ်ရပါတယ် အပြင်ပိုင်းမှာဖျားတဲတယ်လို့နှလုံးသားထဲမှာလည်းဖျားတဲဖို့ကူပြောတာဖြစ်ပါတယ်။ဖျားရှင်ကိုအောင်းမိပြီးဖျားရှင်ရဲ့ဂုံတော်တွေကိုအစဉ်ပွားများနေခြင်းဟာနှလုံးသားထဲမှာဖျားတဲနေခြင်းဖြစ်ပါတယ်။ဒီမန့်ပိုင်ရှင်ဟာတိုင်းတစ်ပါးမှာအလုတ်လုံနေရတာဖြစ်သောကြောင့်မိမိနေရာမှာဖျားစဉ်မထားနိုင်တော့လဲပဲ။ညတိုင်းဖျားကိုအောင်းမိပြီးဖျားရှင်ကိုရီမှန်ရှိခိုးနေတာဖြစ်သောကြောင့်နှလုံးသားထဲမှာဖျားတည်နေပြီးသားဖြစ်တဲ့အတွက် ဖះရှင်ဟာမိမိနဲ့အတူရှိနေပြီးသားဖြစ်ပါတယ်။ဒါကြောင့်ဖះစဉ်မထားလဲပဲနေကောင်းတယ်လို့ပြောကြင်ပါတယ်။အရှင်ဖះတပည့်တော်မတိလို့ပါမရှင်းလို့ပါရှင်မောက်ကလန်ကမိဘနှစ်ပါးကိုတက်ပြီးယဟန္တာဖြစ်သွားတယ်။အရင်ဘဝကတက်ပြီးဖြစ်တာလားပင်စာနန္တရိယကံထိုက်ရင်တရားမရတာတဲ့ရှင်မောက်ကလန်မိဘနှစ်ပါးကိုရိုက်တယ်ဆိုတာဟာရှင်မောက်ကလန်ဘဝမှာရိုက်တာမဟုတ်ပါဘူးเนาะ ရှင်မောက္ကလံဘဝကိုမရောက်မီရှေ့လွန်လေပြီးသောဘဝတစ်ခုမှရိုက်ခဲ့တာပါတချို့ကရှင်မောက္ကလံလောင်းသည်မိဘနှစ်ပါးကိုရိုက်သက်ခဲ့တယ်လို့ပြောပါတယ်ရိုက်တာကတော့မှန်ပါတယ်သို့တော်မတက်ခဲ့ပါဘူးเนาะမိဘနှစ်ပါးကိုရိုက်နှက်နေစဉ်မှာသားဘေးလို့ရပြေးဖို့ကသာအော်ဟစ်ပြောဆိုနေတာကိုကြည့်ပြီးတော့မိဘနှစ်ပါးကိုတနာပြီးအိမ်ပြန်ခေါ်သွားကပြုစုလုပ်ကြည့်ခဲ့ပါတယ် သို့တော်လည်းပဲမိဘနှစ်ပါးကိုရိုက်နှက်ခဲ့တဲ့အကုသို့ကံကြောင့်အဲ့ဒီဘဝကတည်တဲ့အခါမှာငရဲကိုကြာရောက်ခဲ့ရပါတယ်။ဒါကြောင့်ရှင်မောက်ကလန်လောင်းသည်မိဘနှစ်ပါးကိုရိုက်ခဲ့တာတော့မှန်ပါတယ်။သို့တော်မတက်ခဲ့ပါဘူးနော်။မတက်ခဲ့တဲ့အတွက်အဲ့ဒီဘဝမှာလည်းပင်စာနန္ဒရိယကံမထိုက်ခဲ့ပါဘူး။ယခုရှင်မောက်ကလန်ဘဝရောက်တဲ့အခါမှာလည်းပဲမိဘကိုတတ်တဲ့ပင်စာနန္ဒရိယကံမရှိတဲ့အတွက်ကြောင့်အရှင်မောက်ကလန်ဟာယဟန္တာဖြစ်သွားခြင်းဖြစ်ပါတယ်။နားလည်ပါစေနော်။ အရှင်ဖေယမိဘနဲ့သားသမီးကြားမှာမိဘမှားတယ်ဆိုတာမရှိဘူးလားဖေယတပည့်တော်အားဖြေချပေးတော်မူပါဖေယတဲ့ရှိတာပေါ့မိဘလည်းပုထုဇဉ်လေအမှားပဲကင်းပါမလဲနော်မိဘတိုင်းမှန်ရမယ်လို့ဖေယဟောမရှိပါဘူး950နိပတ်တော်ပိစကနိပတ်မဏိကုံထလဝတ်သုလာဓမ္မပါဠဇတ်တော်မှာဖခင်ဖြစ်တဲ့မဟာပါတာပမင်းဟာကန္တီပါရမီနဲ့ပြည့်စုံတဲ့ ကားတော်ဓမ္မပါလဂရုသားလေးကိုတက်ဖြတ်ခဲ့တဲ့အတွက်ညင်မျိုးခံရပြီးအဝေးစီငရဲတို့ကြောက်ရွံ့သွားရပါတယ်။ဒါဟာမိဘကမှားလို့ဖြစ်ပါတယ်။အဲ့ဒီဇက်တော်ကိုထောက်ဆ၍ကြည့်မယ်ဆိုရင်မိဘတွေလည်းမှားနိုင်တယ်ဆိုတာကိုသိနိုင်ပါတယ်။ယနေ့ခေတ်မှာလည်းမှားနေတဲ့မိဘတွေမရေမတွက်နိုင်အောင်ရှိပါတယ်။ဒါကြောင့်မိဘတွေကိုပြောကြင်တာကမိမိတို့လည်းအမှားမကင်းတဲ့အတွက်မိမိတို့အမှားလုပ်တဲ့အခါမှာသာသမီကတတိပေးစကားဆိုလာပြီဆိုရင် သာသမီတွေဆိုလာတဲ့တတိပိစကားကိုစင်ကျင်ပြီးကိုမှားနေပါကပြုပြင်တင်တာကိုပြုပြင်ပါလို့ပြောချင်ပါတယ်။အရှင်ဖေရတပည့်တော်အတော်ဆုံးသွားတာကဒုခထဲ့မပေးလိုက်မိဘူး။အဲ့ဒါဘဝကူးလို့ရပါမလားအရှင်ဖေရတဲ့။တတဝါတိုင်းဟာတေးပြီဆိုရင်သူတို့ပြုထားတဲ့ကံအကြောင်းတရားအတိုင်းဂတိလာကြရတာဖြစ်ပါတယ်။ကဒုခထဲ့ပေးစရာလဲမလိုသလိုဘသူကမှလဲကဒုခမတောင်းပါဘူး။ ကတော့ကထဲ့ပေးတယ်ဆိုတဲ့အယူဝါဒဟာတိဘက်ကလာတာဖြစ်ပါတယ်ဗုဒ္ဓဘာသာမှာကတော့အခေါင်းထဲကိုပတ်စံထဲ့ပေးတယ်ဆိုတာဟာအလောင်းမြုံမဲ့သူဘရာဇာအတွက်ထဲ့ပေးခြင်းဖြစ်ပါတယ်သူဘရာဇာတွေမရှိတော့တဲ့နောက်ပိုင်းနှစ်ပေါင်းများစွာကြာလာတဲ့အခါမှာသူဘရာဇာအတွက်ထဲ့ပေးလိုက်တဲ့ပတ်စံဟာတေသူအတွက်ကတော့ကထဲ့ပေးတဲ့ပုံစံမျိုးဖြစ်လာပါတယ်ဒါကြောင့်တေသူကိုကတော့ကထဲ့ပေးစရာမလိုဘူးလို့ပြောခြင်းပါတယ် အရှင်ဖုရားအမှန်တကယ်မသိပါတော့ကြောင့်မေးလျှောက်ခွင့်ပြုပါဖုရားယောက်ျားသားများကမေတီလရှင်များကိုရှီခိုးဥချတဲ့ပါသလားဖုရားဖြေးချပေးပါဖုရားတဲ့ယောက်ျားတိုင်းကိုတော့မပြောလိုပါဘူးတချို့ယောက်ျားသားတွေကို ပြောကြင်ပါတယ်တချို့ယောက်ျားတွေဟာအချောက်တိုက်ဘဝင်မြင့်ပြီးတော့ငါတို့ဟာယောက်ျားသားတွေဖြစ်တဲ့အတွက် မိမသားဖြစ်တဲ့တီလာရှင်တွေကိုရှီခိုးဥချခြင်းမလုပ်ကောင်းဘူးဆိုပြီးပြောဆိုနေကြတာကို ကြားသိနေရပါတယ်။တီလာရှင်တွေ ဆိုတာကသပင်ကိုရိတ်ပဲဖန်ရည်စွန်းတဲ့အဝတ်ကိုဝတ်ပြီးရှစ်ပါးတီလာကိုးပါးတီလာတို့ကိုနှိမ့်စတီလာအဖြစ်အမြဲတမ်းဆောင်ထိန်နေတဲ့သူတွေဖြစ်တာကြောင့်တီလာရှင်တွေဟာ လူပုဂ္ဂိုလ်ယောက်ျားသားတွေထက်အသွင်အပြင်အရာ၌တော်၎င်းတီလာအရာ၌တော်၎င်း ตาลွန်မြင့်မြတ်ပါတယ်။ဒါကြောင့်သီလရှင်တွေကို လူပုဂ္ဂိုလ်ယောက်ျားသားများကရှီခိုးဥချကောင်းပါတယ်။ရှီခိုးဥချမယ်ဆိုရင်အသက်ရှည်ခြင်းအစင်းလှခြင်းခွန်အားကြီးခြင်းဉာဏ်ပညာကြီးခြင်းဘုံတကူအာနုဘော်ကြီးခြင်း ဆိုတဲ့အကျိုးထူးတရားတွေကိုတောင်မှရရှိစေနိုင်ပါတယ်။